ားဆုံးမင်္ဂလာပါ Memory Voice YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။တမိုင်းမှာတချို့လူတွေကသူရဲကောင်းပြင်မှတ်တမ်းဝင်ကြပါတယ်။တချို့ကတော့လူဆိုးတွေဖြစ်နေပါ။ဒါပေမဲ့ရုရှား MRI တခုလုံးရဲ့နောက်ဆုံးနေ့ရက်တွေကိုကြိုးကန်ချစ်လေခဲ့တဲ့ Grigory Rasputin လို့ဆိုတဲ့လူတစ်ယောက်ကတော့လူသားလားနတ်ဆိုးလားဒါမှမဟုတ်ဘုရားသခင်ရဲ့တမန်တော်လားဆိုတာဒီနေ့ထိဝေခွဲရခက်နေသေးပါပဲ။သူဟာစိုက်ဘေးရီးယားတော်တွေကလာတဲ့စာမတက်ပေမတက်သူတယောက်ဆိုပေမဲ့ကမ္ဘာအကြီးဆုံးအင်ပါယာတစ်ခုရဲ့ အကရစ်ဗင်းနဲ့မိဖုရားကိုသူ့ရဲ့ခြေဝါးအောက်မှာထားနိုင်ခဲ့တဲ့သူပါသူ့ကိုတတ်ဖို့အတွက်အစိတ်ခတ်တယ်တနက်နဲ့ပြစ်တယ်ရိုက်နှက်တယ်ရေထဲပြစ်ချတယ်ဒါပေမဲ့သူဟာတေမင်းကိုတော့အန်တုနိုင်ခဲ့တယ်လို့ဆိုခဲ့ကြပါတယ်ဒီနေ့ကျွန်တော် channel မှာတော့ရုရှားအင်ပါယာကြီးပြိုလဲပျက်စီးရခြင်းရဲ့အဓိကတရားခံဖြစ်ဆွဆွဲခံရလေရှိတယ်ရက်စပူတင်ရဲ့လှုပ်ဝက်စမ်းကြယ်တဲ့ဇလံကိုအသေးစိတ်တင်ပြပေးသွားမှာပဲဖြစ်ပါတယ် ဂရီဂိုရီရက်စပူတင်ကို1869ခုနှစ်မှာစိုက်ဗီးရီးယားဒေသကပိုကရော့စ်ကွိုင်းဆိုတဲ့ရွာငယ်လေးတစ်ရွာမှာမွေးဖွားခဲ့ပါတယ်။သူဟာငယ်စဉ်ကတည်းကထူးဆန်းတဲ့အပြုအမူတွေရှိခဲ့ပါတယ်။ရွာသားတွေရဲ့ပြောစကားအရသူဟာတရိတ်ဆန်တွေရဲ့စိတ်ကူးဖက်နိုင်တယ်။လူနာတွေကိုလက်နဲ့ထိတိယုံနဲ့ကူစားနိုင်တယ်ဆိုတဲ့ကောလာဟာလာတွေထွက်ခဲ့ဘူးရဲ့သူပါ။အရွယ်ရောက်လာတဲ့ခါမှာတော့သူဟာအိမ်အောင်ကြခဲ့ပေမဲ့ရုတ်တရက်ဘာသာရေးမြင်ပြောင်းလဲသွားပြီးမိသားစုကိုစွန့်ခွာကရုရှားတခွင်ကိုလှည့်လည်သွားလာနေတဲ့စတာရက်လို့ခေါ်တဲ့တိတ်တိရှင်တစ်ပါးဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့အယူဝါဒကလည်းထူးဆန်းပါတယ်။ဖျားသခင်နဲ့နှီးစပ်ဖို့ဆိုရင်အရင်ဆုံးအပြစ်ကျူးလွန်ရမယ်။ပြီးတော့မှနောင်နာရပြီးဆူတောင်းမှကဲတင်ချင်းကိုရလိုက်မယ်ဆိုတဲ့အစွန်းရောက်ဝါဒကိုလက်ခံထားခဲ့သူလို့ဆိုကြပါတယ်။သူ့ရဲ့ရုပ်ရည်ကကြောက်စရာကောင်းပြီးဆွဲဆောင်မှုလည်းရှိပါတယ်။ရေမချိုးတာကြာလို့ညစ်ပိုက်ပေးနေတဲ့သပင်ရှည်ကြီးတွေရှုပ်ပွနေတဲ့မုတ်စိတ်မွေးနေတူလူတယောက်ရဲ့စိတ်ကို ဖောက်ထင်းမြင်နိုင်လို့ဆူရှတောက်ပါတယ်သူ့ရဲ့မျိုးလုံးတွေကလူတွေကိုညှို့ယူဖန်ဆောင်းနိုင်စံရှိပါတယ် 1903ခုနှစ်မှာတော့သူကရုရှားအင်ပါယာရဲ့မြို့တော်စိန့်ပီတာဘတ်ကိုရောက်ရှိခဲ့ပြီးအထက်တွန်းလာတွေကမှစတင်နာမည်ကြီးလာခဲ့ပါတယ်။အဲ့ဒီအချိန်ကရုရှားနိုင်ငံကိုအုပ်စိုးနေသူကတော့ရိုမန်နော့မင်းဆက်ရဲ့နောက်ဆုံးမင်းဆက်ဇာဗီနီကိုလက်နှစ်နဲ့မိဖုရားကြီးအလက်ဇန္ဒရာလို့ဖြစ်ပါတယ်။ဘုရင်နဲ့မိဖုရားကြီးမှလည်းနိုင်ငံတော်အတွက်အကြီးအမားဆုံးလှုပ်ရှားချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ထီနန်ဆက်ကံမဲ့တူတွေတော့တားငယ်လေးအလက်စီဟာ ဟီမိုဖီလီးယားလို့ခေါ်တဲ့မျိုးရိုးလိုက်သွေးမတိတ်ရောဂါကိုခံစားနေရခြင်းပါပဲ။သားတော်လေးဟာဒဏ်ရာနှဲငယ်ရအောင်နဲ့သွေးမတိတ်ပဲတည်ဆုံးနိုင်တဲ့အခြေအနေပါ။ဆရာဝန်တွေကတော့လက်လျှော့ထားရတဲ့ဒီရောဂါကိုမိဖုရားကြီးကတိုင်းပြည်ကိုအတိမပေးပဲလှုပ်ဝှက်ထားခဲ့ပါတယ်။မိခင်တယောက်အနေနဲ့သားတော်အတွက်တောကမီးရေဝင်နေချိန်မှာမိတ်ဆွေတချို့ရဲ့မိတ်ဆက်ပေးမှုနဲ့ရက်စပူတင်ကနန်းတော်ကိုရောက်ရှိလာခဲ့ပါတယ်။ အန်အောစရာကောင်းတာဟာရက်စပူတင်ဟာဆူတောင်းပေးလိုက်ရုံဒါမှမဟုတ်တားတော်လေးရဲ့နဘေးမှာထိုင်ပြီးပုံမြင်ပြောပြလိုက်ုံနဲ့ပင်တားတော်လေးရဲ့သွေးထက်တာရက်တန်သွားပြီးဝေဒနာတက်တာသွားလေးရှိပါတယ်ခစ်တသိပ္ပံပညာရှင်တွေကတော့ရက်စပူတင်ဟာတားတော်လေးကိုစိတ်ငြိမ်အောင်လုပ်ပေးနိုင်လို့သွေးပေါင်ကျပြီးသွေးတိတ်တာဖြစ်နိုင်တယ်လို့ဆရာဝန်တွေပေးတဲ့သွေးကျဲဆေးကိုရက်စပူတင်ကတိုက်ခွင့်မပေးတာကြောင့်လည်းဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်အကြောင်းရင်းကဘာပဲဖြစ်ဖြစ်မိဖုရားကြီးအလက်ဇန္ဒရာအတွက်တော့ရက်စပူတင်ဟာဖျားသခင်ဆေးလွတ်လိုက်တဲ့ကဲ့တီရှင် တားတော်လေးအသက်တခင်ဖြစ်လာခဲ့ပြီးသူ့ကိုလုံးဝယုံကြည်ကိုးစားခဲ့ပါတယ်တားတော်လေးကိုကုသပေးနိုင်မှုကြောင့်ပဲရက်စပူတင်ဟာဇာဗင်မိသားစုရဲ့အရင်နီးဆုံးမိတ်ဆွေဖြစ်လာခဲ့ပြီးနိုင်ငံရေးအာဏာပါရလာခဲ့ပါတယ်ဒါပေမဲ့နန်းတော်အပြင်ဘက်မှာတော့သူ့ရဲ့အကျင့်ဆက်ဟာဖုန်းကြီးတစ်ပါးနဲ့လုံးဝမတူခဲ့ပါဘူးသူကအရက်ကိုရေလိုတောက်တဲ့အမျိုးသမီးပေါင်းများစွာနဲ့ဖောက်ပြန်တယ်အထက်တန်းလာအမျိုးသမီးတွေကတော့သူ့ရဲ့ဘာသာရေးအယူအဆတွေနဲ့လှည့်ပြပြီးဆက်ဆံရေးတွေရှိခဲ့တယ်လို့ဆိုကြပါတယ် 1914ခုနှစ်ပထမကမ္ဘာစစ် ဖြစ်လာတဲ့အခါဇာဗီယနီကိုလက်ဟာစစ်မြေပြင်ကိုကိုယ်တိုင်တွားရောက်ကူကဲခဲ့ပါတယ်။ဒီအခါမှာတိုင်းပြည်အုပ်ချုပ်ရေးအာဏာဟာမြို့တော်မှာကျင်းခဲ့တဲ့မိဖုရားကြီးလက်ထက်ရောက်ရှိခဲ့ပါတယ်။ဒီနေရာမှာပြဿနာကမိဖုရားကြီးကရက်စပူတင်ပြောသမျှကိုအကုန်နားထောင်နေခဲ့တာပါပဲ။ရက်စပူတင်ဟာသူ့ကိုမကြိုက်တဲ့ဝန်ကြီးကောင်းတွေကိုဖြုတ်ပြစ်တယ်။သူ့အလိုတော်ကြလူတွေကိုယာရုခံတယ်။စစ်ရေးဗျူဟာတွေကိုတော့နဂရော်လူလူနဲ့ဝင်ရောက်ဆွတ်ဖက်ခဲ့ပါသေးတယ်။ ရုရှားစစ်တပ်ကစစ်ရှုံးနေချိန်မှာပြည်သူတွေကမိဖုရားကြီးဟာဂျာမန်လူမျိုးဖြစ်နေတာကြောင့်ဂျာမန်တရှိုလိုတန်တရားဝင်လာကြပြီးရက်စပူတင်ကိုတော့တိုင်းပြည်ကိုဖျက်ဆီးနေတဲ့နတ်ဆိုးမိဖုရားကြီးရဲ့အမြောင်လို့ဆူဆဲပြီးအကြီးအကျယ်မုန်းတီးလာကြပါတယ်ရုရှားမျိုးမျိုးမင်းတွေကလည်းသူတို့ရဲ့အင်ပါယာပြိုလဲတော့မယ့်အရေးကိုတွေးပြီးထိတ်လန့်လာကြပါတယ်1916ခုနှစ်ဒီဇင်ဘာလ29ရက်နေ့ညမှာတော့ရက်စပူတင်ကိုရှင်းပြမှာတိုင်းပြည်နဲ့ဇာပရင်ကိုကယ်တင်နိုင်မယ်လို့ယုံကြည်တယ် မင်းသားဖီလီယူဆူဘော့ဦးဆောင်တဲ့မူမတ်ဇူဟာရက်စပူတင်ကိုလှုပ်ကြံမှုစီစဉ်ခဲ့ကြပါတယ်။သူတို့ဟာရက်စပူတင်ကိုမင်းသားရဲ့နန်းတော်မှာညစာစာပွဲဖိတ်ကြားခဲ့ပါတယ်။မင်းသားယူဆူဘော့ဟာရက်စပူတင်ကြိုက်နှစ်သက်တဲ့ဂိတ်မှုတွေနဲ့ဝိုင်းပလင်းတွေထဲမှာစင်ကောင်ကိုတောင်တည်စီနေလောက်တဲ့အစိတ်ပြင်းတွေကိုကိုယ်တိုင်ခတ်ထားခဲ့ပါတယ်။ရက်စပူတင်ရောက်လာတဲ့အခါသူဟာအစိတ်ပါတဲ့ဂိတ်မှုတွေကိုစားတယ်၊ဝိုင်းတွေကိုတောက်တယ်၊လှုပ်ကြံသူတွေကသူ့ချက်ချင်းလဲကျတည်ဆုံသွားမလားလို့စောင့်ကြည့်နေပေမဲ့ရက်စပူတင်ကဘာမှမဖြစ်ခဲ့သလိုပါပဲ။ အစိတ်လည်းမတိုးခဲ့ပါဘူး။သူကမူးတော်မမူပဲမင်းသားကိုတချင်းတော်စိုးပြနေပါသေးတယ်။ကြောက်လန့်လာတဲ့မင်းသားယူဆူဖော့ဟာအပေါ်ဓာတ်ကိုပြေးတက်ပြီးတခြားလောက်ကြံသူတွေနဲ့တိုင်ပင်ကတနက်တလက်ယူဆင်းလာခဲ့ပါတယ်။ပြီးတော့ရက်စပူတင်ရဲ့ရင်ဘတ်ကိုအနီးကပြစ်တက်လိုက်ပါတယ်။ရက်စပူတင်လဲကျသွားပြီးတွေးရိုင်ထဲမှာငြိမ်သက်သွားခဲ့ပါတယ်။မင်းသားနဲ့အဖွဲကအောင်ဝဲခံနေတုန်းခဏအကြာမှာယူဆူဘော့ကအလောင်းကိုသွားစစ်ဆေးကြည့်တဲ့အခါရက်စပူတင်ကမျိုးလုံးကြီးပြူးပြီးရုတ်တရက်ပြန်နိုးလာပါတယ်။ သူကမင်းသားရဲ့လေပင်းကိုညစ်ပခုံးကိုဆွဲပြဲ့ပြီးအိမ်ပြင်ကိုထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ရက်စပူတင်အသက်ရှင်နေသေးတယ်၊တေမင်းတမန်ကအသက်ရှင်နေသေးတယ်လို့အော်ဟစ်ပြီးလောက်ကျန်သူတွေကနောက်ကနေလိုက်သွားကြပါတယ်။နန်းတော်ဝင်ထဲမှာပဲရက်စပူတင်ကိုနောက်ထပ်တနတ်တွေနဲ့ထပ်ပစ်ကြပါတယ်။ကြည်စံတွေကရက်စပူတင်ရဲ့ကြောနဲ့ခေါင်းကိုထိမှန်သွားပြီးရက်စပူတင်လဲကျသွားပါတယ်။ဒါတော့မှသူကမတည်သေးပဲလှုပ်ရှားနေတော့မှာပဲ။နောက်ဆုံးမှာတော့လောက်ကျန်သူတွေကသူ့ကိုနံမတုတ်တွေနဲ့ဝိုင်းရိုက်ခြေလက်တွေကိုကျိုးတော့ ကော်စောတွေနဲ့ပတ်ပြီးရေခဲနေတဲ့နီဗာမြစ်ထဲကိုပစ်ချလိုက်ကြပါတယ်။သုံးရက်ကြာမှာတော့ရက်စပူတင်ရဲ့အလောင်းကိုမြစ်ထဲကနေပြန်ဆယ်ယူရရှိခဲ့ပါတယ်။ဒီနေရာမှာထူးဆန်းတာကသူ့ရဲ့လက်တစ်ဖက်ဟာကျိုးတွေပြေနေပြီးရေခဲပြင်ကိုကုတ်ဖက်ထားတဲ့ပုံစံဖြစ်နေပါတယ်။ဆိုလိုတာကသူဟာအစိမ့်မီတနက်သုံးချက်မှန်အပြင်းထန်ရိုက်ခံရပြီးရေခဲမြစ်ထဲရောက်တဲ့အချိန်ထိတောင်မှအသက်ရှင်ခဲ့ပြီးရုန်းကန်နေသေးတယ်လို့ယူဆရပါတယ်။ Rasputin မတည်ခင်ရပိုင်းလိုမှာစာပြင်းစီကိုစာတစောင်ရေးခဲ့မှုပါတယ် ဒီစာထဲမှာတော့ကျွန်ုပ်ကိုတာမန်လူတွေကတတ်ရင်ဘယင်မင်းမြတ်ရဲ့ထီးနှံဟာခိုင်မြဲပါလိမ့်မယ်။ဒါပေမဲ့ကျွန်ုပ်ကိုမင်းမျိုးမင်းနယ်တွေကတတ်ခဲ့မယ်ဆိုရင်တော့မင်းကြီးရဲ့မိသားစုရောထီးနှံမှာပျက်စီးပြီးအလုံးအသက်ခံရပါလိမ့်မယ်လို့နမိတ်ဖက်ခဲ့တာပါ။သူ့ရဲ့နမိတ်စကားတွေကလည်းကြောက်မက်ဖွယ်ရမှန်ကန်ခဲ့ပါတယ်။ရက်စဖူဂျင်တည်ဆုံးပြီး၃လအကြာမှာပဲရုရှားတော်လှန်ရေးဖြစ်ပွားခဲ့ပြီးဇာဗီယန်နီကိုလက်ထီးနှံဆွတ်လွတ်ခဲ့ရပါတယ်။နောက်ထပ်တစ်နှစ်အကြာမှာတော့ဘယင်မိဖုရားနဲ့ တားသမီးတွေအားလုံးဟာကွန်မြူနတီရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပြီးမြေရောက်ခန်းတစ်ခုထဲမှာရရဲဆက်ဆက်တက်ပြက်ခြင်းကိုခံခဲ့ရပါတယ်ဂရီဂိုရီရက်စပူတင်ဟာဘင်ကြီးရဲ့တားတော်ကိုကယ်တင်ခဲ့တဲ့သူလားဒါမှမဟုတ်အင်ပါယာကြီးတစ်ခုလုံးကိုဖျက်ဆီးခဲ့တဲ့နဆိုးလားတေးကြတာတစ်ခုကတော့သူ့ရဲ့ဇလန်ဟာရုရှားသမိုင်းမှာဘယ်တော့မှမေးပြောက်လို့မရနိုင်တဲ့သွေးနဲ့ရေးထားတဲ့ဒဏ္ဍာရီတစ်ခုဖြစ်ဒီနေ့ထိကြန့်ရှိနေတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်